င်္ဂလာပါတော်ရရှင်များရှင်အခုချိန်ကစပြီး Radio UNG ရဲ့2025ခုနှစ်မတ်လ19ရက်ညပိုင်းပြည်တွင်းသတင်းများကိုတင်ပြပေးပါမယ်။ကျွန်မကတော့နှွေးဝိုင်းဖြစ်ပါရရှင်။ချင်းမျိုးသားတက်ဦးအနေနဲ့အခုနှစ်ထဲမှာနိုင်ငံရေးစစ်ရေးတန်တမာရေးအရှိန်မြင့်မယ်လို့ကြေညာတဲ့သတင်းကိုဥစွာတင်ပြပေးချင်ပါရယ်။ အခု2025အတွင်းမှာနိုင်ငံရေးစစ်ရေးတန်တမာရေးလှုပ်ရှားမှုတွေအချိန်တိုးမြင့်လှုပ်ဆောင်သွားမယ်လို့ချင်းမျိုးသားတပ်ဦး CNF ကကြေညာပြီးမတ်လ20ရက်နေ့မှာကြာရောက်မဲ့ ကျင်းတော်လှန်ရေးနှင့်ထိုင်းမတ်ဖြစ်အကျဉ်းသား82ဦးကိုလွတ်ငင်းချမ်းသာခွင့်ပေးလိုက်တယ်လို့ချင်းမျိုးသားတက်ဦးပုတ်ဟုတ်အလို့မှုဆောင်ကော်မတီကထုတ်ပြန်ကြေညာလိုက်ပါတယ်။မတ်လ20ရက်နေ့ဟာအာနာရှင်စနစ်မှန်သမျှအမြင့်ပြည့်ချိန်မုံပြီးအမျိုးသားကိုပိုင်ပြတ်ထန်းခွင့်နဲ့အမျိုးသားတန်းတူရေးအမတ်ခံချက်ရှိတဲ့ဖက်ဒရယ်ပြည်ထောင်စုတိဆောက်ရေးအတွက်လက်နက်ကင်တိုက်ပွဲဝင်လာခဲ့တာ38နှစ်ပြည့်မြောက်တဲ့ချင်းတော်လှန်ရေးနေ့ဖြစ်တယ်လို့ဆိုပါတယ်။ CNF အနေနဲ့အခုနှစ်နှစ်လတာအတွင်းမှာစစ်ကောင်စီတပ်စခန်းတချို့ကိုသိမ်းပိုက်နိုင်ခဲ့သလိုရန်သူအင်အား30ခန်းကိုရှင်းလင်းနိုင်ကာ စစ်တုံးပန်း20ဦးဖမ်းဆီးနိုင်ခဲ့ပြီးလက်နက်80ခန့်သိမ်းဆီးရရှိရလို့သိရပါတယ်။ချင်းပြည်အတွင်းစစ်ကောင်စီကင်းစင်ရင်နဲ့2008ဖွဲ့စည်းပုံခြေကဥပဒေဩဇာအာဏာတက်ရောက်မှုမှန်သမျှဆုံးသက်ရင်စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုတိဆောက်ရဲ့အတွက်ညီနောင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများပြည်သူ့ကာကွယ်တပ်ဖွဲ့များနဲ့လက်တွဲပြီးအစုံတိုင်းတိုက်ပွဲဝင်သွားမယ်လို့ချင်းမျိုးသားတပ်ဦး CNF ကထုတ်ပြန်ထားပါတယ်။ အာနာသိန်းစစ်အုပ်စုရဲ့အကြမ်းဖက်မှုကြောင့်ပြည်သူလူထုဆုံးရှုံးခဲ့ရတဲ့လူမှုဘဝပြန်လည်ထူထောင်ရေးအတွက်နိုင်ငံတကာအစိုးရအဖွဲ့အစည်းများစေတနာရှင်များကဝိုင်းဝန်းပံ့ပိုးကူညီကြဖို့လဲ CNF ကတိုက်တွန်းနှိုးဆော်ထားပါတယ်ရှင်ဆလပီဘင်္ဂလားဒေ့ရှ်အစိုးရက ARSA ခေါင်းဆောင်ကိုဖမ်းလိုက်တာဟာမင်းအောင်လှိုင်နဲ့တိုက်ကို ICC ပို့ဖို့ပုံမသေးချစေခဲ့တဲ့တဲ့ရင်ကိုတင်ပြပါမယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရက ARSA ခေါင်းဆောင်ကိုဖမ်းလိုက်တာဟာမင်းအောင်လှိုင်နဲ့တတိုက်ကို ICC ပို့ဖို့ပုံမသေးချစေခဲ့တယ်လို့ဩစတြေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ဒေါက်တာထွန်းအောင်ရွှေက March 19ရက်နေ့မှာဆိုလိုက်ပါတယ်။ဘင်္ဂလားဒေ့ရှ်အစိုးရက ARSA ခေါင်းဆောင်ကိုဖမ်းလိုက်တာဟာမင်းအောင်လှိုင်နဲ့တတိုက်ကို ICC ပို့ဖို့ ပုံမူတေချာစေခဲ့တာဖြစ်တယ်လို့ AA နဲ့ဘင်္ဂလားဒေ့ရှ်အစိုးရတို့အကြားကစစ်ဆိုင်ရေးအတိုင်းအတာကိုလည်းဖော်ပြနေပါတယ်။စစ်အုပ်စုကသူ့အကျိုးအတွက်ရိုဟင်ဂျာတွေကိုလိုတလိုအုံချနေတာရပ်သွားစေမဲ့အလွန်အရေးပါတဲ့ကြိုးပမ်းအားထုတ်မှုတစ်ခုဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်ကြားကာလအစိုးရခေါင်းဆောင်ပါမုခ်ယူနက်စ်စူးစားနေတဲ့ရိုဟင်ဂျာအရေးပြည့်လေးစေဖို့ကြိုးပမ်းနေမှုမှာအရေးပါတဲ့ခြေလှမ်းတရက်လို့မြင်မိပါတယ်လို့ဆိုထားပါတယ်။ ARSAE ထိပ်တီးခေါင်းဆောင် အတောင်လပါဝင် ထိပ်ပိုင်းကောင်းဆောင်6ဦးကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်များကမတ်လ18ရက်တွင်ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်ရှင်။ဖမ်းမိထားတဲ့ ARSA ကောင်းဆောင်တွေကိုအေးအေးယူနိုင်ဖို့နိုင်ငံတကာတရားစီရင်ရေးအဖွဲ့တွေနဲ့ပူးပေါင်းလှုပ်ဆောင်တင်နေလို့ဘင်္ဂလားဒေ့ရှ်အရာကို45 rights အဖွဲ့တိုက်တွန်းတဲ့သတင်းကိုဆက်လက်တင်ပြပေးပါမယ်။ဖမ်းဆီးရမိထားတဲ့ ARSA ကောင်းဆောင်တွေရဲ့ စစ်ရာဇဝတ်မှုကျူးလွန်ထားမှုတွေကိုအရေးယူနိုင်ရင်နိုင်ငံတကာတရားမျှတမှုရန်ညားတွေနဲ့ပူးပေါင်းလှုပ်ဆောင်တင်တယ်လို့ဘင်္ဂလားဒေ့ရှ်အစိုးရက45 rise အဖွဲ့ကတိုက်တွန်းပြောကြားလိုက်ပါတယ်မတ်လ18ရက်နေ့က ARSA ထိတ်တန်းခေါင်းဆောင်6ဦးအပါဝင်ပတ်သက်ဆက်နွယ်သူစုစုပေါင်း10ဦးကိုဘင်္ဂလားဒေ့ရှ်အနာပိုင်တွေဖမ်းဆီးနိုင်ခဲ့ပြီး18ရက်နေ့မှာရုံးထုတ်ခဲ့တာကြောင့်အခုလိုတိုက်တွန်းလိုက်တာဖြစ်ပါတယ် ARSA ရဲ့အကြီးကခေါင်းဆောင်အတာဦးလာခေါင်းဆောင်အဖွဲ့ဝင် မော့စတက်အမက်ဆလီမူလာအက်စမောလ်ဟုစနာဟာဆာနဲ့မူနီရူဇူမန်တို့အပါအဝင်သူတို့ရဲ့ဇနီးများ၃ဦးနဲ့ကလင်းငယ်တဦးကိုဘင်္ဂလားဒေ့ရှ်အနာပိုင်တွေကဖမ်းဆီးခဲ့လို့သိရပါတယ်။ ARS ရဲ့ဖွဲ့ဝင်တွေဟာမွတ်စလင်ဒုက္ခသည်တွေကိုတပ်ဖြတ်တာ၊ပြန်ပြီးဆွဲတာ၊ညှဉ်းပန်းနှိပ်စက်တာနဲ့ချင်းချောက်တာတွေစတဲ့ဆေးရဆိုးမှုမြောက်တဲ့လုပ်ရက်တွေကိုပြုတ်လုခဲ့လို့45 Rise အဖွဲ့ကမတ်လ16ရက်နေ့မှာအစီရင်ခံစာတစ်စောင်ထုတ်ပြန်ထားပါတယ်။ ဒီအစီရင်ခံစာမှာဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ဒုက္ခသည်စခန်းတွေကမွတ်စလင်အမျိုးသားအမျိုးသမီးတွေနဲ့ကလင်းငယ်တွေအပေါ် ARSA အဖွဲ့ကကျူးလွန်ထားတဲ့စစ်ရာဇဝတ်မှုမြောက်တဲ့ထောက်ထားတွေတွေ့ရှိထားလို့ဖော်ပြထားပါတယ်။ဒါကြောင့်ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့မွတ်စလင်လက်နက်ကင်အဖွဲ့တွေရဲ့စစ်ရာဇဝတ်မှုများအတွေ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးရန်ရာ WIWM နိုင်ငံတကာရာဇဝတ်ခုံရုံး ICC စတာတွေအပါအဝင် နိုင်ငံတကာတရားမျှတမှုဆိုင်ရာရန်ရားတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ Fortify Rights ကတောင်းဆိုထားတာဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်ဆိုရအနေနဲ့လက်ရှိမှာဖမ်းဆီးထားတဲ့ AR-10 ထိပ်တန်းခေါင်းဆောင်6ဦးအပါအဝင်10ဦးကိုနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်မှုပြစ်မှုများကျူးလွန်မှုစတဲ့အမှုနှစ်ခုနဲ့တရားရုံးတင်စစ်ဆေးနေရလို့တရားလိုရှေ့နေတွေကပြောဆိုထားတာရှိပါတယ်အခုလိုဘင်္ဂလားဒေ့ရှ်ဥပဒေတွေနဲ့တရားစီရင်တာဟာလုံလောက်မှုမရှိဘဲကျူးလွန်ခံရသူတွေတရားမျှတမှုရဖို့အတွက်နိုင်ငံတကာတရားစီရင်ရေးတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့45 rights ကတောင်းဆိုနေတာလည်းဖြစ်ပါတယ်ရှင် ကလေးဒေသရှိတင်သားစစ်ပေးရှောင်များအတွက်မိသားစုတရားစာစံအတင်း90လှူဒါန်းနိုင်ခဲ့တဲ့တရင်နောက်ဆုံးတင်ပြပါမယ်။ကလေးဒေသရှိတင်သားစစ်ပေးရှောင်များအတွက်ပြည်တွင်းပြည်ပလှူရှင်တွေရဲ့စုပေါင်းအားနဲ့မိသားစုတရားအတွက်စံအတင်း90ဒုတိယကြိမ်မြောက်လှူဒါန်းနိုင်ခဲ့လို့ Lighthouse စစ်ပေးရှောင်ကူညီထောက်ပံ့ရင်းကလေးမျိုးကအသိပေးဆိုထားပါတယ်။တင်သားချေးရွာဟာအင်းထောင်စု1500ဝန်းကျင်ခန့်ရှိနေပြီးခန့်မှန်းလူဦးရေ9000ကျော်ခန့်ရှိနေတာဖြစ်ပါတယ်ရှင်။ အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio UNG သတင်းထောက်မင်းတီဟာနဲ့ကိုခန့်တို့ကပေးပို့ထားတာဖြစ်ပါရဲ့ရှင်။